ိုင်းနိုင်ငံမှာရောက်ရှိလုက ାଇ နေတဲ့ရွှေပြောင်းလုပ်သားတွေ CI ကနေ passport ပြောင်းလဲတဲ့အခါမှာစစ်ကောင်မရှင်ကထိုင်းနိုင်ငံအတွက်သားဆိုတဲ့ကတ်တချက်စာရန်ကို passport ထဲမှာရိုက်နှိပ်ထုတ်ဝေပေးနေတယ်လို့သိရပါတယ်။ဒါဟာသူတို့ရဲ့တခြားနိုင်ငံတွေကိုသွားရောက်ခွင့်ကိုတရားဝင်ပိတ်ပင်လိုက်တာပဲဖြစ်ပါတယ်။ဒီလုံဆောင်ချက်ကိုဒီကနေ့စက်တင်ဘာလ25ရက်နေ့ကနေစပြီးဘန်ကောက်အနီးမဟာချိုင်းမှာရှိတဲ့မြန်မာနိုင်ငံကုလက်မှတ်ထုတ်ပေးရေးရုံးမှာစတင်လုံဆောင်ခဲ့တာပါ။ စီအိုင်စာအုပ်ကနေပတ်စပို့အသက်ပြောင်းလဲသူတွေစာအုပ်လာထုတ်တဲ့အခါမှာဒီကန့်သက်ချက်စာတမ်းကိုထည့်သွင်းရိုက်နှိပ်ပေးနေတာဖြစ်တယ်လို့ဝန်ဆောင်မှုပေးနေတဲ့အေဂျင်စီတွေကပြောပါတယ်။ဒီလိုရက်ဟာနိုင်ငံတကာဥပဒေနဲ့ညီညွတ်မှုမရှိဘူးလို့ပတ်စပို့ဝန်ဆောင်မှုပေးနေတဲ့အေဂျင်စီတွေကထောက်ပြနေကြပါတယ်။မြန်မာနိုင်ငံကူးလက်မှတ်ဆိုတာနိုင်ငံတကာမှာခရီးသွားလာခွင့်ပြုတဲ့စာရွက်စာတမ်းဖြစ်ပြီးနိုင်ငံတနိုင်ငံတည်းအတွက်သာကန့်သက်တယ်ဆိုတာမျိုးမရှိသင့်ဘူးလို့ဆိုပါတယ်။ဒါဟာထိုင်းနိုင်ငံရောက်မြန်မာနိုင်ငံသားတွေကိုစစ်ကောင်မရှင်ကပုံမတင်းကျပ်ချုပ်ကင်ဖို့နဲ့ အထူးသဖြင့်ထိုင်းနိုင်ငံကနေတခြားနိုင်ငံတွေကိုအလုတ်ကင်ရှာဖွေဖို့ထွက်ခွာသွားတာမျိုးကိုတားဆီးလိုတဲ့အတွက်အခုလိုလှုပ်ဆောင်လာတာဖြစ်တယ်လို့သုံးသပ်နေကြပါတယ်။လက်ရှိမှာတော့ CI ကနေ passport ပြောင်းသူတွေကိုပဲဒီလိုကန့်သတ်နေတာဖြစ်ပြီး PJ လို့ခေါ်တဲ့အလုတ်သမား passport ကင်ဆောင်ထားသူတွေအပေါ်တက်ရောက်မှုရှိမရှိကိုတော့မသိရသေးပါဘူး။ဘန်ကောက်ကစစ်ကော်မရှင်တန်ယုံကလည်းဒီကိစ္စနဲ့ပတ်သက်ပြီးဘာမှထုတ်ပြန်ကြေညာခြင်းမရှိသေးပါဘူး။ဒီလို့ရကြောင့်ထိုင်းနိုင်ငံရောက်မြန်မာအလို့သမားပေါင်းများစွာရဲ့အနာဂတ်ခရီးသွားလာခွင့်နဲ့အခွင့်အရေးတွေဟာ မရေမရာဖြစ်လာပါတယ်